မင်္ဂလာပါဒီပြိုလေးမှာကျွန်တော်မျှဝေပေးချင်တာကတော့ကျွန်တော်ရဲ့မိတ်ဆွေအသုံးမပြုတော့တဲ့ TikTok အကောင့်ကိုဖျက်တဲ့နည်းလမ်းလေးကို share နေလုပ်ပေးမယ်။တချို့မိတ်ဆွေတွေကကိုအသုံးမပြုချင်တော့ဘူး TikTok အကောင့်ကိုအပီးဖျက်ချင်တယ်ပေါ့နော်။အဲဘယ်လိုမျိုးဖျက်ရမလဲပေါ့။ Okay ဒီနည်းလမ်းလေးကိုကျွန်တော်မျှဝေပေးချင်ပါတယ်။ Okay ဒီလိုမျိုးဖျက်ဖို့ဆိုရင်ဒါကျွန်တော်ရဲ့မိတ်ဆွေကိုဖျက်ချင်တဲ့ TikTok အကောင့်ထဲကိုဝင်လိုက်ပေါ့နော်။အဲနမူနာအနေနဲ့ကျွန်တော်ဒီ TikTok အကောင့်ကိုကျွန်တော်ဖျက်ပြမယ်။ဒါကတော့ကျွန်တော်ဖျက်ချင်တဲ့ TikTok ပေါ့နော်။အဲ TikTok ထဲကိုရောက်လာပြီဆိုရင်တောက်က profile နေရာလေးရှိတယ်။အဲ profile နေရာလေးကိုတစ်ချက်နှိပ် โอเคပြီးသွားရင် အပေါ်မှာမြင်းချောင်း၃ချောင်းရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်အဲပြီးသွားရင်ဒီအောက်ကစက်တင်ပုံလေးကိုတစ်ချက်နှိပ်โอเคဒီနေရာမှာအကောက်ဆိုတာရှိတယ်เนาะအဲ့ဒါကျွန်တော်တစ်ချက်ဝင်ပြမယ်အကောက်ထဲကိုတစ်ချက်ဝင်လိုက်အဲအကောက်ထဲဝင်လိုက်ပြီးရင်ဒီနေရာမှာဒါကျွန်တော်ရဲ့မချက်ကကိုဖြတ်မဲ့တစ်တော့အကောက်ကိုဖြတ်တော့မယ်ဆိုရင်တော့ဒါတစ်တော့အကောက်ပွင့်လာခဲ့တဲ့ပွင့်တဲ့ဘက်ပဲဖြစ်ဖြစ်ကြီးမင်းပဲဖြစ်ဖြစ်ပေါ့เนาะဒါရှိမှဖြတ်လို့ရမယ်မရှိရင်တော့ဖြတ်လို့မရဘူးပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်ရဲ့မချက်ကကိုဖွင့်လာခဲ့တဲ့တစ်တော့အကောက်ကကြီးမင်းနဲ့လားပွင့်တဲ့ဘက်တစ်ချက်သွားကြည့်မယ် အဲ့ဒါဆိုရင် account မှာတော့ information လေးကိုဒါအပေါ်ဆုံးကြောင်းတစ်ချက်နေမယ်အဲ့ဒါဆိုရင်ကျွန်တော်ကဖွင့်နံပါတ်မထည့်တာဘူးဒါဆိုရင်ကျွန်တော်က g main နဲ့ဖွင့်လာတာပေါ့နော်ရှေ့မှာက c နောက်မှာက7ဆိုတော့အတူအတူကောင်းနဲ့ပြပေးတယ်ပေါ့နော်အဲဒါကတော့ကျွန်တော်ရဲ့ account ကတော့ region ကတော့ဂျပန်ပေါ့နော်အဲဒီနေရာမှာကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့မိတ်ဆွေတွေအတွက်ဒါမေတ္တာလက်ဆောင်နေနေပေါ့နော်အဲကျွန်တော်ဒီနေရာမှာဂျပန် account တစ်တော့ဂျပန် account ဖွင့်ခြင်းတဲ့မိတ်ဆွေတွေရှိရင်ကျွန်တော်အခမဲ့ free ဖွင့်ပေးပါမယ် အဲ့ဒီဗီဒီယိုလေးကိုလည်း share ပေးပါကျွန်တော်ရဲ့ mission ကဂျပန် TikTok account လိုချင်နေဆိုရင်အဲ့ဒီဗီဒီယိုလေးကို share ပေးပါနောက်တစ်ချက်ကတော့ကျွန်တော်ကိုဖွင့်ကျင်တဲ့ကိုပိုင် Gmail ပို့ပေးလာပါကျွန်တော်ကတော့ Gmail ကျွန်တော်မှဖွင့်ရခက်တဲ့အတွက် Gmail တော့ကျွန်တော်ဖွင့်မပေးဘူးကျွန်တော်ရဲ့ mission ကဂျပန် TikTok account လိုချင်နေဆိုရင်ကျွန်တော်ရဲ့ mission ကျွန်တော်ကို Gmail ဖွင့်ပြီးတော့အဲ့ဒီ Facebook account ရဲ့ message ကိုလာပြီးတော့ဗောနော Gmail ပို့ပေးလာပါကျွန်တော်ဖွင့်ကတပြားမှပေးစရာမလိုပါဘူး free ဖွင့်ပေးပါမယ်အဓိကတော့ကျွန်တော် Gmail ပဲပို့ပေးလာဗောနော် အစေတနာရှိရင်တော့ကျွန်တော်ဒီပို့လေးကိုလည်း share ပေးဖို့လဲဒါကျွန်တော်အကြံတိုက်တွန်းချင်တယ်ဗောနော် Okay ဒါတော့ပဲဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒါကိုဖွင့်ကျင်တဲ့ကိုဖြတ်မဲ့ဗောနော်ကိုရဲ့အကောင့်မှာဖွင့်ထားခဲ့တဲ့ Gmail ဗောနော်အဲ Gmail ရှိတယ်ဆိုရင်ဒီ TikTok အကောင့်ကအပြီးဖြတ်လို့ရတယ် Okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကကိုရဲ့ TikTok အကောင့်ကိုဖြတ်မယ်ဗောနော်အဲဒီနေရာမှာဒီနေရာကနေနောက်တစ်ချက်ဆုံးမယ်နော် Okay ရှင်းသွားအောင်မကျွန်တော်ပြန်ထွက်ပြီးတော့ပဲပြန်ဝင်ပြလိုက်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စကားများလိုက်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေပြန်ဝင်မတက်ဖြစ်သွားမယ်ဗောနော် Okay ဒါဆိုရင် TikTok ထဲကိုဝင် ဝင်ပြီးတော့ဒီမှာ profile ညာလေးကိုတစ်ချက်နှိပ်ဒါဖြတ်မယ်ပေါ့နော် upload file နှိပ်မယ်မြင်းချောင်း၃ချောင်းကိုနှိပ်မယ်အဲပြီးသွားရင် setting and privacy ကိုနှိပ်မယ်အဲပြီးသွားရင် account ကိုသွားမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ message မျက်စိရှုပ်သွားမှကျွန်တော်တို့အတွက်အစကပြန်ဝင်ပြလိုက်တာပေါ့နော် okay ဒါဆိုရင်ကျွန်တော်ရဲ့ message က account ကိုဖြတ်မယ်ဖြတ်မယ်ဆိုရင်ဒီညာလေးကိုတစ်ချက်နှိပ်မယ် okay ဒါဆိုရင်ကျွန်တော်ရဲ့ message ကဖြတ်မှာဖြတ်တဲ့အတွက်ဒီမှာနှစ်ချောင်းရှိတယ်ဒီအောက်ဆုံးချောင်းကိုပဲကျွန်တော်တို့ကအပြီးဖြတ်မှာဖြတ်တဲ့အောက်ပေါ့နော်အပေါ်ကရိုက်ဖြတ်မယ် ။ Okay ဒါဆိုရင်ဒီနေရာမှာကအမှတ်ပေးလိုက်လေးရတယ်ကြော်လိုက်လေးရတယ်ဒီမှာအပေါ်တော့ကစကစ်ကိုနှိမ့်တယ်လေးရတယ်နော်။အနှိမ့်လိုက်ပြဿနာမရှိဘူး။အစကစ်ကိုနှိမ့်လိုက်အနှိမ့်လိုက်ရင်သူကဒီလိုမျိုးလေးပေါ်လာမယ်။ပေါ်လာမှဆိုရင်ကျွန်တော်ရဲ့မရှိက data ဖြတ်မှဖြစ်တော့တဲ့ဒီနေရာလေးမှာနော်။ကျွန်တော်များတဲ့ချက်ဒီနေရာမှာအမှန်လေးချစ်ပေးဖို့လိုတယ်။သူကဒါလေးအမှန်ချစ်လိုက်မှဒီမှာဒီနီလေးကပေါ်လာမှာပေါ့နော်။အဲ continue ကပေါ်လာမယ်။အဲ့ဒီကိုနှိမ့်မယ်။ Okay ဒါဆိုရင်ကျွန်တော်မျိုးဆိုဒီနေရာမှာလဲ continue နောက်တစ်ချက်ထပ်နှိမ့်မယ်။ โอเคဒီနေရာမှာခုနကဖွင့်ထားခဲ့တဲ့ဂျီမင်းကိုသူအကုတ်သွားပို့ပေးတယ်เนาะအဲဒီမှာကုတ်သွားပို့တယ်အဲဒါကြောင့်ကျွန်တော်တို့အကောက်ဖြတ်တော့မယ်ဆိုရင်တော့အဲဖွင့်ထားခဲ့တဲ့ဂျီမင်းပဲပဲပွင့်နေပဲပဲရှိဖို့လိုတယ်ဗောနော်ဒါကြောင့်အရှိမကျွန်တော်သွားကြည့်တဲ့နီလန်းလေးကိုပြပေးတာဗောနော်အခဏဆောက်ပေးလိုက်အဲဒီနေရာလေးမှာဒါတကယ်လို့ကျွန်တော်မိကမဆောက်နိုင်ဘူးဂျီမင်းမှာသွားကြည့်မယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲကျွန်တော်တစ်ချက်ဆောက်ပေးကြည့်ဒီနေရာလေးမှာပေါ့နော်အဲတကယ်လို့အကုန်မကြောက်ဆိုတော့အဲ့ဒီခုနက reset လေးနှိပ်ပြီးတော့ဒါကုတ်ပြန်တောင်းလို့ရတယ်ပေါ့နော်အဲခဏဆောက်ပေး အဲတကယ်တော့ကျွန်တော်ရဲ့မိစ္ဆာကဒီနေရာကစောင့်မနိုင်ဘူးเนาะအဲဂျီမင်းရလည်းရှိနေတယ်ဖုန်းထဲမှာပဲဆိုတော့ကိုယ့်ရဲ့ဂျီမင်းကိုသွားလိုက်ကြည့်လိုက်လို့ရတယ်။ Okay ဒါဆိုရင်ကျွန်တော်လည်းစောင့်မနိုင်တော့ဘူးဒါဆိုရင်ကျွန်တော်ဂျီမင်းမှာသွားကြည့်မယ်ပေါ့เนาะဒါဆိုရင်ဖုန်းရဲ့ဒီအလဲခလုတ်လေးကိုနှိပ်လိုက်ဖုန်းရဲ့ဟုန်ကီးပေါ့เนาะအလဲခလုတ်ကိုနှိပ်လိုက်နှိပ်လိုက်ပြီးတော့အဂျီမင်းမှာတစ်ချက်သွားကြည့်မယ်เนาะဘာဖြစ်လို့မကြ Okay ဒီမှာเนาะအတူက note တာမတက်လာတာဂျီမင်းမှာကောက်ကကြပိပြီးသားပဲเนาะအဲကြပိထားတာဖြစ်တဲ့အတွက်ဒီမှာအဲ2099 နှစ်ခွန်ကိုကို၃ညကိုနော်နှစ်ခွန်ကိုကို၃ညကိုအဲ့ဒီနေရာမှာတွတ်ထည့်ပေးရမယ်ဒီနေရာမှာပေါ့နော်အဲဒီလိုမျိုးနှစ်ခွန်ကိုကို၃ညကိုโอเคထည့်ပေးရမယ်နှစ်ခွန်ကိုကို၃ညကိုပေါ့နော်တည့်ထည့်ပေးပြီးသွားပြီဆိုရင် तू ကဒီလိုမျိုးလေးပေါ်လာမယ်နော်အဲဒါဆိုရင်ကျွန်တော်ရဲ့မိစ္ဆာကဖြတ်လို့ရပြီအဲကျွန်တော်ရဲ့မိစ္ဆာကဖြတ်မယ်ဆိုရင်ဒလိကိုနှိပ်ပေါ့နော်အဲဒါကဖြတ်ချင်တော့ဒလိကိုနှိပ်โอเคပြီးသွားပြီကျွန်တော်ရေးမိစ္ဆာကတေးချလာထပ်ဖြတ်မှာလာဖြတ်မှာဆိုရင်အောက်ကဒလိကိုထပ်နှိပ်လိုက်တာ ਨੇ အဲမိတ်ဆွေရဲ့ TikTok အကောင့်ကဒါပြတ်သွားပြီပေါ့နော်။အဲကျွန်တော်ကတော့မဖြတ်ချင်တာဖြစ်တော့ကျွန်တော်မဖြတ်ဘူးပေါ့နော်။အဲဒါကဖြတ်ချင်တဲ့မိတ်ဆွေတွေက TikTok အကောင့်ကိုအပြီးဖြတ်တဲ့နီလန်းလေးပေါ့နော်။ဖြတ်မယ်ဆိုရင်ဒီနေရာနေလိုက် TikTok မှာပြတ်သွားပြီ TikTok မှာလည်း line ပေါ်မှာလည်းမရှိတော့ဘူး။အဲဒါပေမဲ့ဒီချက်ကဒါကျွန်တော်ရဲ့မိတ်ဆွေကစိတ်ဆိုးတုံးဖြတ်လိုက်တယ်ပေါ့နော်။ထားလိုက်အဲစိတ်ဆိုးတုံးဖြတ်လိုက်ပြီးတော့တကယ်တော့ဒီအကောင့်ကဒါကျွန်တော်ရဲ့မိတ်ဆွေကရက်30မတိုင်ခင်ကိုယ့်ရဲ့အကောင့်ကို username ကို password ကိုမှတ်ပြီးတော့ပြောင်းဝင်တော့ပြန်ရတယ်နော်။ အဲ့တချို့ကြောင့်လည်းစိတ်ဆိုးပြီးတော့ဖြတ်လိုက်တယ်ရက်30မတူကိုရက်အကောင့်လေးကိုသတိရလည်းပြန်ဝင်လိုက်တာနဲ့ပေါ့နော်ကိုရက်တက်တော့ကောင်မပြက်ဖိနေတာပြန်ရှိတယ်အဲ့တချို့ကြောင့်လည်းဖြတ်လိုက်ပြီးမပြက်ဘူးဆိုတာအဲ့ဒါပေါ့နော်ကိုရက်အကောင့်ကိုလုံးဝပြန်ဝင်ပါနဲ့လာလိုက်ပုံမှာလည်းပျောက်သွားမယ်အကိုရက်တက်တော့ကောင်လည်းပြတ်သွားမယ်ပေါ့နော်သူကတော့ရက်30နေမှပြတ်တယ်ပေါ့နော်ဒါမှမဟုတ်လို့စိတ်ကပြောင်းသွားလို့ပြန်လို့ချင်းနေဆိုရင်တော့လည်းပြန်ဝင်လိုက်တာနဲ့ရက်30မတန်ခင်ပြန်ဝင်လိုက်တာနဲ့ကိုရက်တက်တော့ကောင်ကပြန်ရသွားတယ်ပေါ့နော်โอเคဒီလောက်ဆိုရင်သဘောပေါက်မယ်နော်ဖြတ်တက်လိုက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ် โอเคပါဂျပန်တက်တော့ကောက်လိုချင်တဲ့မိတ်ဆွေတွေရှိရင်ကျွန်တော်ရဲ့ message box မှာအဂျီမင်းလေးအကောက်ဂျီမင်းဖွင့်ပြီးတော့ပို့ပေးလိုက်ပါအကျွန်တော်ဂျပန်တက်တော့ကောက်ကို free ဖွင့်ပေးပါမယ်โอเคပါအားလုံးကိုကျေးဇူးတင်ပါတယ်